စပွဲတော်ဘဝမှာလေဘင်းနေရွှေ့ရှင်ပွဲတော်အကောင်းဆုံးဝင်သည်ဖြစ်သော 2025ဗီနီယိုရှင်ပွဲတော်မှာတရုတ်မင်းနီဆီရှယ်လေးကအကောင်းဆုံးတရုတ်ဆောင်မင်းနီစုကိုရရှိခဲ့ပါတယ်။စက်တင်ဘာ6ရက်မှာဂုံတိတ်ခါမြင့်မာတဲ့အဲဒီစုကိုဆီရှယ်လေးကရရှိပြီးတဲ့နောက်မှာတော့တရုတ်နိုင်ငံမှာသူမရဲ့ဘဝစာကြောင်ကချွမ်းဖြစ်ခဲ့ပါတယ်။လူမှုကွန်ရက်မှာဆီရှယ်လေးအတွက်တရုတ်ပြည်သူတွေကအောင်ပွဲခံခဲ့ကြပြီးတော့ငယ်စဉ်ကရုန်းကန်ခဲ့ရတဲ့သူမရဲ့ဘဝစာကြောင်တွေကြောင့်လည်းအောင်မြင်မှုကပိုပြီးလာပြခဲ့တယ်လို့ဆိုရမှာပါ။အသက်39နှစ်ကျော်ပြီဖြစ်တဲ့ဆီရှယ်လေးကတရုတ်နိုင်ငံရဲ့အရှိတ်မြောက်ဒေသတစ်ခုဖြစ်တဲ့ဟီဂမ မှာမွေးဖွားခဲ့တာပါဆေရှယ်လီယာသူတို့မိသားစုမှာအကြီးဆုံးသမီးဖြစ်ပြီးတော့သူမမှာမောင်လေးနဲ့ညီမလေးတယောက် ရှိပါတယ်သူတို့မိသားစုဟာဆင်းရဲနောပါသာကြောင့်လဲဆေရှယ်လီယာအလယ်တန်းဆောင်သူဘဝမှာပဲစားတောက်ဆိုင်တစ်ခုမှာစပွဲတို့ဝင်လို့ခဲ့ရပြီးတော့ရုန်းကန်ခဲ့ရတာပါအလယ်တန်းဆောင်သူဘဝမှာကိုယ်ဝန်ကိုယ်ကျောင်းနိုင်ဖို့အတွက်စားတောက်ဆိုင်မှာစပွဲတို့ဝင်လို့ခဲ့တာကိုဆေရှယ်လီကတော့မရှက်ခဲ့ပါဘူးအဲ့ဒီတော့ကသူမတို့မိသားစုဘဝကိုဆေရှယ်လီကအခုလိုပဲပြောပြပါဗျာ အဖေတို့အမေတို့ခက်ခဲတာကိုကျွန်မကကောင်းကောင်းသိပါတယ်ဒါကြောင့်သူတို့စီကနေကျွန်မပိုက်ဆံမတောင်းဆင်ခဲ့ပါဘူးကျွန်မအသက်ရလာတော့ကျွန်မရဲ့ငယ်ဘဝအထွေထွေတွေနဲ့ပတ်ဝန်းကျင်ကကျွန်မကိုတံမာလက်လူတယောက်ဖြစ်လာအောင်သင်ပေးခဲ့တယ်ဆိုတော့ကိုကျွန်မနားလည်ခဲ့ပါရဲ့လို့ပြောပြခဲ့တာပါဆက်ရှယ်လီကစားတော့ဆိုင်မှာဇပွဲတို့တို့ကိုလုပ်ရင်းနဲ့ဖက်ရှင်ပညာကိုလေ့လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဖခင်ဖြစ်သူကကာမတတဆမှုကိုကြုံတွေ့ခဲ့ရပြီးတော့လေးပြခဲ့တာကြောင့်လည်းပိုက်ဆံပူရှာနိုင်ဖို့အတွက်ဆက်ရှယ်လီကဖက်ရှင်သင်တန်းမှာအချိန်ပိုင်းမော်ဒယ်အဖြစ်ပါအလုပ်လုပ်ခဲ့တာပါ၂၀၀၅ခု နှစ်မှာတော့နာမည်ကျော်ဟောက်ကောင်မင်းသားဂျိုနီရရဲ့ကုမ္ပဏီကဆီရှယ်လီရဲ့ပါတယ်မီကိုရှာတွေ့ခဲ့ပြီးတော့တရုတ်ဆောင်မင်းသမီးအဖြစ်မြေတားမြောက်ဝေးဖို့လက်မှတ်ရေးချိုးခဲ့ပါတယ်။ဒီနေ့ဗီနီယိုရှင်ပွဲတော်မှာဆီရှယ်လီဆုရခဲ့တော့ဂျိုနီရကသူ့မကိုဂုဏ်ယူကြောင်း message တွေပို့ခဲ့ပါတယ်။ဆီရှယ်လီကဗီနီမှာဆုရခဲ့ပေမဲ့တရုတ်မှာတော့အရန်ကြော်ကြတဲ့ကျက်ပွင့်တယောက်တော့မဟုတ်သေးပါဘူး။ဒါပေမဲ့ဆီရှယ်လီကသူ့မရဲ့အိမ်မက်တွေကိုလွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့သူတော့မဟုတ်ပါဘူး။ဆီရှယ်လီကကျမကမျက်နှာမှာဆလာမှုတွေနဲ့ရေမှန်းချက်တွေကိုချရေးချတဲ့အမျိုးသမီး ေးတဦးပဲဖြစ်ပါတယ်။ကျွန်မအနေနဲ့ငွေလိုချင်တဲ့စိတ်ရှိခဲ့တယ်ဆိုတာကိုတော့ဝန်ခံပါတယ်။ဘာလို့လဲဆိုတော့အစားအသောက်တွေကိုစိတ်ကြစားတော့နိုင်ဖို့နဲ့ကွန်ပျူတာဝယ်ဖို့ပုံပုံမရတဲ့သူမျိုးဖြစ်စင်လို့ပါလို့ဆိုပါတယ်။ 2010ပြည်နှစ်ကျော်မှာကွယ်လွန်ခဲ့တဲ့ဆက်ရှယ်လေးရဲ့ဖခင်ဖြစ်သူဟာသူ့မသိခင်မှာတသက်မီးတွေနဲ့အွန်လိုင်းကနေစကားပြောနိုင်ဖို့အတွက်သမီးဖြစ်သူဆက်ရှယ်လေးကိုကွန်ပျူတာတစ်လုံးဝယ်ပေးဖို့ပူဆာခဲ့မှုပါတယ်။အဲ့ဒီတော့ကဆက်ရှယ်လေးကတလောက်ကိုရွှန်3000လောက်တာငွေငွေရှိတာကြောင့်လည်းဖခင်ဖြစ်သူရဲ့တောင်းဆိုမှုတွေကိုမလက်ရောနိုင်ခဲ့ပါဘူး။အဲ့ဒီအချက်ကပဲဆက်ရှယ်လေးအတွက်တဘောဝလုံးတောင်းတရဆရာဖြစ်ခဲ့ရပါတယ်။ ကျွန်မအဖေဆုံးသွားခဲ့ပါပြီအခုတော့ကျွန်မအနေနဲ့အဖေရဲ့အုပ်ကူရှစ်မှာကွန်ပျူတာပုံဆွဲထားတဲ့စက်ကူတွေကိုနေ့တိုင်းမီးရှို့နေရတာပါလို့ဆစ်ရှယ်လီကပြောပြခဲ့တာပါဆက်ချက်လေးကမင်းနမီဘွားမှာအောင်မြင်မှုရမို့ကိုရုံးကန်ခဲ့ရပြီးတော့2023ခုနှစ်ကဟောက်ကောက်ကနဝင်ဒရိုက်တာဝမ်ကပဲရိုက်ကူးခဲ့တဲ့ဘရူဇိုရှန်ဟိုင်းဆိုတဲ့ဆိုင်လန်တွေမှာသူဟာပါဝင်ခဲ့ပြီးတဲ့နောက်မှာတော့နာမည်ရလာခဲ့တာပဲဖြစ်ပါတယ်အဲဆလန်တွေမှာဆိုရှယ်လေးကအမျိုးသမီးကောင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့ပြီးတော့ပေးသက်တွေရဲ့အာရုံကိုဖန်ဆောင်နိုင်ခဲ့ပါတယ်။ 2024မှာတော့ဆက်ဆက်လေးကရှန်ဟိုင်းမွန်ဂိုလီးယားစိတ်ဖြောပြရေးစုဝေးပွဲမှာ Prime Force ဆိုတဲ့ဇာတ်ကနေအကောင်းဆုံးခေါင်းဆောင်မင်းတမီစုကိုရရှိခဲ့ပါတယ်။အခုစက်တင်ဘာ6ရက်မှာကျင်းပခဲ့တဲ့ Venice ရုပ်ရှင်ပွဲတော်မှာတော့ဆက်ဆက်လေးက The Sun Rises on at All ရုပ်ရှင်ဇာတ်ကနေအကောင်းဆုံးမင်းတမီစုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစုဝေးပွဲအပြီးမှာတော့နိုင်ငံခြားသတင်းတော်တယောက်ကဆက်ဆက်လေးကိုအင်္ဂလိပ်လိုအင်တာဗျူးပြုလုပ်ခဲ့ပါတယ်။နိုင်ငံခြားသတင်းတော်ကအင်္ဂလိပ်လိုမေးမြန်းချိန်မှာဆက်ဆက်လေးကသူမရဲ့ဘာသာပြန်ဘက်ကိုလှည့်ပြီးတော့သူပါရဲ့ ေးနေတာလေလို့တရုတ်လိုမေးမြန်းခဲ့တာပဲဖြစ်ပါတယ်တရုတ်ပြည်တွေကဆက်ချက်လေးရဲ့အဲ့ဒီတုတ်ပြန်မှုကိုအယံသဘောချခဲ့ကြပြီးတော့ online မှာကျူးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။တရုတ်ပိတ်တပ်တယောက်ကတော့ဆက်ချက်လေးကနိုင်ငံတကာရုပ်ရှင်မင်းသမီးဖြစ်နေပြီးဒါပေမဲ့သူမကစလုံးတောက်တော့လို့ရေးသားခဲ့ပါတယ်။ ဆက်ဆက်လေးကတရုတ်လူမှုကွန်ရက်ကျင်းမှာအမှုပညာသက်တမ်းတခြားဆရာပပအကောင်းချင်းပြောခံရတဲ့သူတဦးလည်းဖြစ်ပါတယ်ဆက်ဆက်လေးရဲ့ဘဝမှာအမဲဆက်ကတော့တရုတ်မင်းသားတရံလေးနဲ့တွဲခဲ့တာပဲလို့တရုတ်တွေကဆိုပါတယ်တရံလေးက2019ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့မိုဘိုင်းခွင့်ယူမှုကိစ္စနဲ့နံပါတ်ပြတ်ရခဲ့တာပဲဖြစ်ပါတယ်ဆက်ဆက်လေးကငယ်စဉ်ဘဝမှာကံမကောင်းလို့ဇပွဲတို့လုပ်ခဲ့ရပေမဲ့လည်းအခုအချိန်မှာတော့ကြော်စားတဲ့ဘဝကိုပိုင်ဆိုင်ချပြီးတော့တရုတ်မှာအကောင်းဆုံးမင်းသမီးအဖြစ်ရည်တည်နေဖို့စူးစမ်းနေရရှိပါတယ် ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသိရှိခံစားနိုင်စေဖို့အတွက်ညီမတို့ရဲ့ Facebook Page နဲ့ YouTube Channel လေးကို Follow ထားပေးဖို့အတွက်မျှတရက်ခံပါတယ်ရှင်။